မင်္ဂလာပါဒီနေ့ဗီဒီယိုလေးကအခုเนาะတစ်ချက်လေးလိုက်ကြည့်ပြီပေါ့เนาะဒီနေ့ဗီဒီယိုလေးကအခုကျွန်တော် notify လေးကိုကျွန်တော်ဆွဲချလိုက်ချိန်မှာဘာတွေ့လဲဆိုတော့အဲ့မနော်ကျွန်တော် Chrome ကနေပြီးတော့မှ KB Z ကနေပြီးတော့ကျွန်တော်ပတ်သက်တဲ့အများကြီးပို့လိုက်ပါတယ်အများကြီးပေါ့เนาะလွန်ခဲ့တဲ့6မိနစ်ကပေါ့เนาะအဲ့တော့လုံးနဲ့6မိနစ်ကဆိုတော့ကျွန်တော်အဲ့မြင်မြင်ချင်းကျွန်တော်ဗီဒီယိုလုတ်လိုက်ဖို့ပဲဒါပေမဲ့ကျွန်တော်မအားသေးတော့မလုတ်ဖြစ်ဘူးအခုလုံးခဲ့တဲ့6မိနစ်ကဆိုတော့ဒီကောင်လေးက notification ဘာတန်းဆွဲချပြီးမရှင်းသေးဘူးပေါ့เนาะမရှင်းသေးပဲနဲ့ဒါလေးကိုကျွန်တော်ဗီဒီယိုလေးလုတ်ချင်တယ်ဆိုပြီးတော့အတွေးပေါက်သွားလို့ဒီနေ့ဗီဒီယိုလေးမှာဒီ အခုလိုမျိုးမက်ဆေ့တွေ ျွန်တော်တို့ဂျင်းမက်ဆီတီရောက်လာရင်ဘယ်လိုရှင်းရမလဲပြီးတော့နောက်ထပ်ဒီလိုဂျင်းမက်ဆီတီမရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီနေ့ဗီဒီယိုမှာပြောပြပေးမှာပဲအဲ့တော့စိတ်ဝင်စားတယ်ဆိုရင်အစားအနေအဆုံးကြီးကြီးစုပြီးတောင်းဆိုပါရစေ။ဘာလို့လဲဆိုတော့ကျွန်တော်ဒီလိုမျိုးဂျင်းမက်ဆီတီကဝိတ်မန်နီယာနေပို့လိုက်ကျွန်တော် KBZ ကနေပို့လိုက်ဆိုတော့ဒါကတခြား software တွေကမဟုတ်ပါဘူး။ Chrome browser ကိုတစ်ခါကြည့်ရင်ကျွန်တော်တို့ဒီမှာနော်ဒီ Chrome browser နေပြီးတော့တစ်ခါကြည့်ရင်ကျွန်တော်တို့က link တွေမှားဝင်မိတာတွေကျွန်တော်တို့ဒီ advertiser ကြောင်ကြပို့တွေကိုတွားနှိပ်မိတာတို့ဘာလို့ဆိုရင်တော့အခုကျွန်တော်လိုမျိုးဒီလိုဂျင်းမက်ဆီတီပါရောက်တဲ့တယ်။အဲ့တော့ကိုကယုံပြီးတော့ဟာ ခေဗီဇာပေးရနေပြီးတော့မှပတ်စံနေအများကြီးလွဲလိုက်တယ်ဆိုပြီးတော့မှကိုကဂျင်းနေဂျင်းနေမိပြီးတော့မှကျွန်တော်တို့ကလစ်ကိုသွားနှိပ်မိလဲဟောအဲ့မှာကျွန်တော်တို့စပြီးတိုင်ပတ်ပါလိမ့်ဟောနော်โอเคအဲ့လိုပြန်စားရှင်းမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာနော် Chrome browser လေးကိုဝင်မယ်ဝင်ပြီးသွားလို့ရှိရင်ကျွန်တော် clear data လုံးလုံးမလုပ်ဘူးဆိုလဲကျွန်တော်ဒီ setting နဲ့သွားပါနော်โอเคဒီမှာဒီလိုနှိပ်လဲလို့ရှိရင်ပြတာလို့ရှိရင်အခု app info လေးကိုတစ်ချက်သွားသွားပြီးသွားလို့ရှိရင်ကျွန်တော် focus dot ဆိုတာလေးတစ်ချက်နှိပ်လိုက်ပါเนาะပြီးတော့ရင်ကျွန်တော်တို့ကျွန်တော်တို့ဒီမှာ story တွေဝင်ဝင်ပြီးတော့လို့ရှိရင် ကျွန်တော်တို့ဒီမှာအဲ clear data လေးတစ်ချက်လုပ်ပြီးပေါ့နော် clear data လေးတစ်ချက်လုပ်လိုက်မယ်အာကျွန်တော်1.2တော့မှာကျွန်တော်ဟိုပါပေါ့နော်ဟိုဗီဒီယိုက down ထားလို့တင်တယ်နော်အဲ့တော့ clear all data တို့ရဲ့ဟာလေးတစ်ချက်နှိပ်လဲပါပြီးွားရင် okay နှိပ်လဲပါပြီးွားရင်အပြင်ကိုထွက်သွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့တစ်ချက်ရှင်းလားမရှင်းလားကြည့်မယ် add info တွေကိုသွားမယ်ပြီးွားလို့ရှင်ကျွန်တော် okay 1 gig ကနေပြီးတော့မှာကျွန်တော်တို့အခုမှာ399 megabyte ပဲရှိပါတော့တယ် okay ထပ်ရှင်းလိုက်တော့ထပ်မရှိတော့ဘူးပေါ့နော်အဲ့တော့64 megabyte ပဲရှိတော့တယ်အဲ့တော့ကျွန်တော်တို့ တစ်ချက် Chrome ကိုပြန်ဖွင့်မယ်ကျွန်တော်တို့ clear data လုံးရင်လည်းလုံးမလုံးဘူးဆိုလည်းအခုကျွန်တော်ပြောတဲ့နေတန်းလေးတစ်ချက်လုံးကြည့်လိုက်ပါတော့ကျွန်တော်အကောင့်ဝင်ပါလားတဲ့อืมဝင်လိုက်မယ် note that မောင်းနေမယ်ပြီး get it နေမယ် okay ပြီးရပြီအဲ့လိုနီးနေရှင်းလိုက်လို့ရှိရင်အပေါ်မှာမပေါ်တော့ဘူးဆိုရင်ရပြီပေါ့နော်တကယ်လို့ပေါ်သေးရယ်ဆိုရင်ဒါလို့အခုကြည့်နေတဲ့သူကအဲ့လိုမျိုး Chrome မှာပေါ်သေးရယ်ဆိုရင်ကျွန်တော်တို့ ဒုတိယနီးဘယ်လိုရှင်းရမလဲဆိုတော့ပြမိမယ်။ Okay အဲ့တော့ကျွန်တော်ဒီမှာဒီဘက်ဘေးမှာကျွန်တော်အဆက်30ရှိတယ်တစ်ချက်နှိပ်မယ်။နှိပ်ပြီးတော့လို့ရှိရင်ဒီမှာ delete browser data ဆိုပြီးတစ်ချက်လေးနှိပ်လိုက်ပါတော့။အဲ့မှာကျွန်တော်တို့ကတွေ့ပါလိမ့်မယ်။ကျွန်တော်လွန်ခဲ့တဲ့5မိနစ်ကဟာကိုဖြစ်မှာလား။ဒါမှမဟုတ်လေကျွန်တော် all time ဟာကိုဖြစ်မှာလား။ဒါမှမဟုတ်လေအဲ let 7 day ပေါ့နော်။တစ်ပတ် ခုနှစ်ရလုံးလုံးဟာကိုဖြတ်မှာလားဆိုတော့တစ်ချက်နှိပ်လိုက်ကိုရွေးတာပေါ့နော် option တော့ရွေးလိုက်ဒါမှကျွန်တော် all time ဟာကိုဖြတ်မှာဆိုရင်တော့ delete all ဆိုပြီးတော့ delete data ဆိုပြီးဖြတ်လိုက်ပေါ့နော်ဒီ more option နဲ့မှာဘာရှိလဲဆိုတော့အခုဒီမှာကြည့်ပါသူကအဲ့လိုမျိုးဖြတ်လိုက်လို့ပေါ့နော်အဲ့လိုဖြတ်လိုက်လို့ရှင်အဲ့လိုကြုံကြရင်လည်းမတက်တော့ဘူးပေါ့နော်အဲ့တခုရှိပါတယ်တကယ်လို့ကိုကအဲ့လိုမျိုးထပ်တက်တယ်ရင်ပြောတော့နော်အခုကကျွန်တော်ထပ်မတက်တော့ဘူးဆိုတော့ကျွန်တော်ထပ်ဖြီတော့ဖြတ်เสียမလို့တော့ဘူး ဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တက်နောက်ထပ်ကဲဗီဒီယိုလေးအစ်စ်တွေတင်ပြပါမယ်အခုချင်းနေတဲ့သူက Chrome browser တွေဝင်ပြီးတော့မှအခုဂျင်း message တွေရောက်လာပြီရှင်ရင်ဘလို့နီးနေရှင်းနေလဲပြီးတော့ဂျင်း message တွေရောက်လာမရောက်ဘူးလားအောက်မှာ comment မှာပြီးတော့ဖြည့်သွားပြီပါဘလို့ရှင်းနေလဲဆိုတော့လည်းဝင်ရောက်ဆွေးနွေးသွားပြီပါကျေးဇူးများရှိတင်ပါတယ်ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ